ားလုံးပဲမင်္ဂလာပါဒီကနေ့တိတိကေဟာစီစီနဲ့ကလူငယ်ကဏအနေနဲ့စကားကိုလွယ်လွယ်မပြောပါနဲ့ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။ဟိုးရှိရှိတုန်းကဘယင်ကြီးတစ်ပါးဟာတန်ရေးပြည်ကိစ္စအတွေ့နန်းရေးဝင်ကြီးနဲ့အရေးတကြီးဆွေးနွေးဖို့ရန် အရန်အီးတဲ့ညတညမှာအိတ်ဆောင်ကနေနန်းတော်တွေကိုဝင်ခဲ့ပါတယ်။ဘယင်ကြီးဟာသူ့ရဲ့နန်းတော်ကို လာခဲ့စဉ်အဝိပပလေးဝိပြီးမတက်ရက်နေတဲ့ အဖိုးအိုကင်းသမားကိုတွေ့ပါတယ်။အဲ့ဒီအခါမှာဘယင်ကြီးကအဖိုးအိုနဲ့ကပ်ပြီးမေးလိုက်ပါတယ်။အဘအအေးတယ်မခံရဘူးလားမအေးဘူးလားလို့အဖိုးကြီးကိုမေးလိုက်ပါတယ်။အဖိုးအိုကလည်းဘယင်ကိုပြန်ဖြေပါတယ်။ဘယင်ကြီးခမညာအရန်အေးပြီမဲ့လို့လဲဝစ်စရာအနှွေးတယ်ကျွန်ုပ်မှမရှိပါဘူး။ဒါကြောင့်ကျွန်ုပ်အဖို့အအေးတံကိုခန့်နေုံကတပါအချာလွမြောက်စရာနီလန်းမရှိပါဘူးလို့ဆိုပါတယ်။အဖိုးအိုရဲ့စကားကိုကြားတော့ ဘရင်ကြီးလဲစိတ်မကောင်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဘရင်ကြီးကမိန့်လိုက်ပါတယ်။ကောင်းမီအဖိုးအိုအခုကျွန်တော်နန်းတော်တွေကိုသွားပြီးအစီခံတယောက်ကိုအဖိုးအိုတွေအနှွေးတဲ့ပေးပြီးလှုပ်လိုက်ပါမယ်လို့မိန့်ပါတယ်။ကင်းသမားအဖိုးအိုလည်းဘရင်ကြီးရဲ့မိန့်မစကားကိုကြားပြီးအတိုင်းမတိဝမ်းသာသွားခဲ့ပါတယ်။ကြိုးပေမဲ့လို့လေဘရင်ကြီးဟာနန်းတင်းကိုရောက်တာနဲ့ သူ့ရဲ့ဂရီစကားကိုမေ့သွားပြီးနန်းရီဝင်ကြီးနဲ့တန်ရီပြည်ရီဆွေးနွေးရင်းနဲ့အချိန်လွန်သွားခဲ့ပါတယ်။မနဲ့မိုးတောက်အလင်းရောက်တဲ့အခါမှာကင်းသမားအဖိုးအိုတည်ဆုံနေတာကိုစိတ်မကောင်းဖွယ်ရာတွေ့ရှိရပါတယ်။အဖိုးအိုရဲ့အလောင်းဝေးနာမှာတော့အဖိုးအိုကိုယ်တိုင်ရေးထားတဲ့စာတစောင်းတွေ့ရပါတယ်။အဲ့ဒီစာထဲမှာရေးထားတာကတော့ကျွန်ုပ်ဟာ နေ့စဉ်နေ့တိုင်းအအေးတန်ခံရင်းကြော်ဖြတ်ခဲ့ပါတယ်။ဒို့ပေမဲ့လို့လေ ဘရင်ကြီးကကျွန်ုပ်ကို အနှွေးတဲ့ပေးမယ်ဆိုတဲ့ဂရီစကားဟာကျွန်ုပ်ရဲ့အအေးတန်ခံနိုင်စွမ်းကိုဖျက်သိမ်းပြီးနောက်ဆုံးကျွန်ုပ်ကိုတည်စီခဲ့ပါတယ်လို့យေတာထားပါတယ်။ဒါကြောင့်ကျမတို့တဦးစီရဲ့ဘဝမှာရံဖန်ရံကကိုယ့်ရဲ့ပေါ်ပြပြဂရီစကားတစ်ခုဟာကိုထင်ထားတာထက်ပိုပြီးသူတစ်ပါးကိုဒုက္ခရောက်စေနိုင်နေဆိုတာသတိပြုရမှာဖြစ်ပါတယ်။ဒါကြောင့်လွယ်လွယ်နဲ့စကားကိုမပြောပါနဲ့။ ဂရိမပေးပါနဲ့ပေးပြီးသားစကားပေးပြီးသားဂရိကိုလည်းမဖြစ်ပါနဲ့ကိုယ့်ရဲ့ဂရိစကားဟာဘယ်လိုထိခိုက်နစ်နာစီမဲဆိုတာကို ကျမတို့ကိုယ်တိုင်မသိနိုင်လို့ပါ အားလုံးပဲပျော်ရွှင်ချမ်းမြေလုံခြုံတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေကျမကတော့ Sister Regina Momo Khai မှာ